ဝါရှင်တန် DC ကအစီအဝေးခန်းတစ်ခုထဲမှာချလိုက်ခဲ့ဆုံးဖြတ်ချက်တစ်ခုကကိုယ့်ရဲ့ Forex ဒါမှမဟုတ် Crypto ပိုင်းဆိုင်ရေးကိုဘလို့များ line ရိုက်ခတ်သွားစေနိုင်လဲဆိုတာစဉ်းစားကြည့်ဘူးလားဒီနေ့မှာတော့ American ဘဟိုဘဏ် Fed လို့ခေါ်တဲ့ဖွဲ့စည်းရေးဆုံးဖြတ်ချက်လေးတစ်ခုကကမ္ဘာဘန်ဒါရေးစည်းကွက်တစ်ခုလုံးကိုဘာကြောင့်ဒီလောက်တောင်ဩဇာလွှမ်းမိုးနေရတယ်လဲဆိုတဲ့အကြောင်းရင်းကိုအတူတူလေ့လာကြည့်ကြပါမယ်ဟုတ်ပြီအထက်ကမိဟုံးကတော့ဒါပါပဲပြင်ညာချက်တစ်ခုတည်းကနယူးယောက်ကနေတိုကျိုအထိကမ္ဘာဈေးခွက်တွေကိုဘယ်လိုလုပ်ပြီးဒီလောက်တောင်လွတ်ခတ်သွားစေနိုင်တာလဲ ကဲဒီအဖြေကိုပဲအတူတူရှာကြည့်ကြအောင်ဒီစုံဖြတ်ချက်တွေဘလောက်တောင်အပြင်းတယ်လဲဆိုတာကိုတမိုင်းနဲ့ချီပြီးပြောရင်ပေါ့နော်1988ခုနှစ်မလာတုန်းကဆိုရင်ထိမ့်မက်နိုင်တိမ့်မက်ရဖြစ်နေတဲ့ငွေကြေးဖောင်းပုံမှုကိုတိုက်ဖြတ်ဖို့ဖက်ကအတုံးလုံးကိုမကြစဘူးအမြင့်ဆုံး20ရာခိုင်နှုန်းအထိတင်ခဲ့ပူပါတယ်ဒါကသူတို့ရဲ့စုံဖြတ်ချက်တွေဘလောက်တောင်အပြောင်းလဲကြီးကြီးမားမားဖြစ်စေနိုင်တယ်လဲဆိုတာကိုပြနေတဲ့တမိုင်းဝင်ကင်းကနတ်တစ်ခုပါပဲဒါပေမဲ့အမြဲတမ်းတော့အဲ့ဒီလောက်ကြီးဒရာမာမဆန်ပါဘူး 1980ခုနှစ်ကစပြီးကြည့်မယ်ဆိုရင်ပြည်မြအတိုးနှုန်းကတော့9.41ရခိုင်နှုန်းဝင်းကျင်မှာပဲရှိခဲ့တာပါ။ကဲဒါဆိုဒီကိန်းကနန်းနေရဲ့နောက်ကွမ်းမှာဘလို့ဆွေးနေရှိနေလဲ။သူတို့ကဘလို့အလုံးလုံးကြလဲ။ကစင်ချင်းစီလေးလာကြည့်ကြတာပေါ့။ပရမဇုံအနေနဲ့ effect ကစီးခွားရေးတစ်ခုလုံးကိုထိန်းချောင်းတဲ့သူ့ရဲ့အထူးကကြတယ်လဲနဲ့အကြောင်းပြောကြပါမယ်။အတိုးနှုန်းဆိုလာကိုစီးပွားရေးတစ်ခုလုံးရဲ့လီဗာဒန်ဒါမှမဟုတ်ကားဘရိတ်လိုမျိုးမြင်ကြည့်လို့ရပါတယ် ဖက်ကဒီအတုံးလုံးကိုပဲတက်လိုက်ချလိုက်လို့ပြီးတော့ငွေချေးဖုံပို့မှုကိုထိန်းချုပ်တယ်အလို့ကွင်အခွင့်လန်းတယ်ဖန်တီးပေးတယ်တနည်းပြောရရင်စီးပွားရေးကိုအရှိန်တင်တင်တင်တယ်ဒါမှမဟုတ်အရှိန်လော့ချင် လော့တယ်ပေါ့ကဲအခုနိုင်ငံခြားငွေလဲလဲရေးစည်းကွက် forex ဘက်ကိုကြည့်ကြရအောင်ဒီစည်းကွက်ကဘလို့တွန့်ပြန်တယ်လဲဆိုတော့အတော်လေးကိုကြိုတင်ခန့်မှန်းလို့ရတဲ့ဒိုးဆက်တိုက်လုံးသွားတယ်လို့မျိုးတွန့်ပြန်မှုတွေပါပဲအစ်စ်နေကတော်ရလီကိုရှင်းပါတယ် ဖက်ကအတိုးနှုံးကိုမြင်လိုက်တယ်။အဲ့ဒီအခါဘာဖြစ်လဲဆိုတော့အကျိုးအမြတ်ပို့ပြီး American ဝေတိုက်စာချုပ်တဲ့ Bonds တွေကပို့ပြီးတော့ဆွဲဆောင်မှုရှိလာတော့အဲ့ဒီတော့နိုင်ငံခြားယင်းနှမြုံနယ်သူတွေကဒေါ်လာ USD တွေအလူရက်ဝယ်ပြီးအဲ့ဒီ Bonds တွေမှာယင်းနှမြုံနယ်ကြတယ်။ရလဲကတော့ရှင်းရှင်းလေးပါပဲ။ဒေါ်လာဝယ်လို့အားများလာပြီးတန်မှုတက်သွားပါလိမ့်တော့။ဒါကဒီတိုင်းပြောနေတာမဟုတ်ပါဘူး။မဒါကြီးထုံးသက်သူတို့ပြောခဲ့သလိုပဲပေါ့။ အတုံးလုံးမင်းတက်ချင်းကနိုင်ငံသားရင်းနှီးမြှုပ်နှံမှုတွေကိုဆွဲဆောင်ပြီးပြည်တွင်းငွေကြေးကိုအားကောင်းစေတယ်။အတုံးလုံးနှင်းချသွားရင်တော့ရင်းနှီးမြှုပ်နှံမှုတွေအပြင်ကိုထွက်သွားပြီးငွေကြေးတန်ဖိုးကိုအားနည်းစေပါတယ်တဲ့။ဒါက Forex စည်းဝေးရဲ့အခြေခံစည်းမင်းတစ်ခုလိုပါပဲ။တဲအခု Crypto စည်းဝေးဘက်ကိုလဲကြည့်ရအောင်။ဒီမှာတော့အခြေအနေကပိုပြီးရှုပ်ထွေးလာပါပြီ။ Forex လို direct အချိုးကျမဟုတ်တော့ဘဲနဲ့ယင်းနှမှုနှံတူတဲ့ရဲ့စိတ်ခံစားချက်အပေါ်မှာအများကြီးမူတည်နေပါတယ် မြင်ဆက်ရရှိတာက crypto ကတော့ forex လို့စီးမြင်အတိုင်းပဲလိုက်နာသလားဆိုတာပါပဲအတူချုပ်ဖြေကတော့လုံးဝမတူပါဘူးဘာကြောင့်လဲဆိုတာဆက်ကြည့်ကြရအောင်ဒီလိုစဉ်းစားကြည့်အောင်အတိုးနှုန်းမြင့်နေတဲ့အချိန်မှာအစိုးရငွေတိုက်စာချုပ် bonds လိုမျိုးစိတ်ချရပြီးအကျိုးအမြတ်အာမခံချက်ရှိတဲ့ယင်းနှမြုပ်နှံမှုတွေကပိုပြီးဆွဲဆောင်မှုရှိလာပါတယ်အဲ့ဒီတော့ဘာအကျိုးအမြတ်မှမပေးတဲ့ crypto ကိုကြိုက်ထားမှန်စားအတိုးတည်ကြရတဲ့ bonds တွေမှာပဲပိတ်ဆိုင်ထည့်ချလိုက်တာက ပိုပြီးအကျိုးရှိတယ်လို့ယူဆကြတဲ့အတွက်ခရစ်တိုဈေးနှုန်းတွေကကျဆင်းနိုင်ခြင်းရှိပါတယ်။ပြောင်းပြန်အနေနဲ့အတွုံးနှုန်းနိုင်နေခြင်းမှာတော့ယင်းနည်းမျိုးနှံမှုတွေကအကျိုးအမြတ် ပိုရနိုင်မဲ့နေရာတွေကိုရှာလာကြပြီးခရစ်တိုလိုမျိုးစွန့်စားရတဲ့ပိုင်ဆိုင်မှုတွေဘက်ကိုဝဲလို့အားများလာလို့ဈေးတက်နိုင်ခြင်းရှိလာတာပေါ့။ဒါပေမဲ့ခရစ်တိုအတွက်ကတော့အတွုံးနှုန်းဆိုတာကပိုကြည့်ပြီးပိုရှုပ်ထွေးတဲ့ဇလန်းကြီးတွေက အစိပ်ပိုင်းတစ်ခုပဲရှိပါသေးတယ်။အစိုးရရဲ့စီမင်းစည်းကမ်းဆိုင်ရာတည်င်းတွေ့ နိပညာအသစ်တွေရဲ့ထိုးပေါက်ဝင်ရောက်လာမှုယင်းနိမြုံနန်းတူတွေရဲ့ရေပြွေးရဲ့စိတ်ခံစားချက်ကမ္ဘာနိုင်ငံရဲ့အခြေအနေတွေနဲ့သူ့မှာပဲရှိတဲ့ထူးခြားတဲ့ရောင်းလိုအားဝဲလိုအားအခြေအနေတွေကိုလည်းထည့်စင်စားရပါအောင်မင်းကဲဒီတော့ဒီဇေဝန်ကူကိုရှင်ကြည့်လိုက်တဲ့အခါမှာဇလတ်နှစ်ပုဒ်လိုကွဲပြားဌာနနေတာကိုတွေ့ဟာမှာမှာ ဒီရှင်လင်းတင်ပြချက်တစ်ခုလောက်ကနေအဓိကမှတ်တောက်သွားရမယ့်အချက်ကိုပြောပါဆိုရင်တော့ဒါပါပဲ forex ဈေးကွက်ကိုဗဟိုဘဏ်ရဲ့မူဝါဒကအဓိကမောင်းနှင်ပြီးအကျိုးမြတ်ပုံမျက်နှာကိုရှာဖွေနေတဲ့ငွေကြေးစစ်ဆင်မှုကအဓိကကြပါတယ်ဒါပေမဲ့ crypto ဈေးကွက်မှာတော့ယင်းမျိုးနန်တို့ရဲ့စိတ်ခန်းစားချက်နဲ့စွန့်စားလိုစိတ်ကအဓိကမောင်းနှင်အဖြစ်ပြီးအကျိုးမြတ်မရတဲ့ပိုင်ဆိုင်မှုကိုကင်ထားရခြင်းရဲ့အခွင့်အလန်းကုန်ကြစိတ်ကအရေးပါတဲ့အခန်းကဏ္ဍကနေပါဝင်နေပါတယ်ဒီကြောင်းနေနဲ့မတရားလွယ်အောင်ပြောရရင်တော့ forex ကိုဂျိုဒန်ခမားနိုင်တဲ့မူဝါဒတွေကမောင်းနေနေပြီး crypto ကိုတော့ဂျိုဒန်ခမားဖို့ခတ်တဲ့လူတွေရဲ့စိတ်ပညာက မောင်းနေနေတယ်ဆိုတာပါပဲနောက်ဆုံးအနေနဲ့တွေးစရာလေးတစ်ခုခြံထားခဲ့ခြင်းပါတယ်ဒီဈေးကွက်နှစ်ခုဟာဆက်ပြီးပြောင်းလဲတိုးတက်လာတဲ့အခါတို့ရဲ့တွန့်ပြန်ပုံငင်ကတနည်းနည်းမှာတသားတည်းကျသွားနိုင်မလားဒါကတော့အနာဂတ်မှာစိတ်ဝင်စားစားနဲ့စောင့်ကြည့်ရမယ့်မေခွန်းကြီးတစ်ခုပါမယ်